အားလုံးပဲမင်္ဂလာပါကျွန်မတို့ HLF quality control အဲ lecture series ရဲ့နောက်ထပ် topic တစ်ခုဖြစ်တဲ့ bias ကိုဆွေးနွေးဖို့အတွက်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်အဲ့တော့ကျွန်မတို့ရှိပိုင်းက error အကြောင်းပြောခဲ့ပြီးသား errors ကကျွန်မတို့အမျိုးအစားအပြင် random error လို့ systematic error လို့ဆိုပြီးတော့အမျိုးအစားတွေခွဲခြားပြီးလေ့လာလို့ရတယ်။ဘာကြောင့်အဲ့လိုခွဲခြားရတာလဲ။အဲ့ဒါတွေကျွန်မတို့သိရှိပြီးဆိုလို့ရှိရင်ရောကျွန်မဘယ်လိုမျိုး correct လုပ်ဖို့တွေစ조사ကြမလဲဆိုတဲ့အချင်းချင်းအချိုင်းပါလေးကိုဒီစားလေးဆွေးနွေးပေးခဲ့ရပေါ့နော်။အဲ့ဒီမှာကျွန်မတို့ကရှိမရှိပေါ့နော် error ရှိလားမရှိလားဆိုတာပဲသိရှိဟို ခဲ့တာဖြစ်ပြီးတော့အဲ့ error ကြီးကဘယ်လောက်ပမာဏအထိရှိနေလဲဆိုတော့ကျွန်တော်တို့နားလည်ဖို့လိုသေးတယ်ဆိုပြီးတော့ပြောခဲ့တယ်အလုံးမမိကြမှဖြစ်ပါတယ်ဘယ်လောက်ပမာဏအထိပေါ့နော် amount အားဖြင့် quantity အားဖြင့်ဘယ်လောက်အထိရှိမလဲဆိုတော့လည်းပဲတွက်ဆက်တဲ့အနေအထားကြတော့ကျွန်တော်တို့ bias ဆိုတဲ့စကားလုံးအသုံးပြုပြီးတော့ခါကြတော့သိရှိရတာဖြစ်ပါတယ်ပေါ့နော်ဒါမှသာလေကျွန်တော်တို့ရဲ့ stable ဖြစ်တဲ့ analytical system တစ်ခုအတွက်ကိုစူးစမ်းပြီးတော့ကျွန်တော်တို့လုံဆောင်စစ်ဆေးအဲကြားရကျွန်တော်တို့ quality control program နေအနေနဲ့ဒါသွားပြီးတော့ခါကြတော့အသုံးချနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ lecture ထဲမှာတော့ bias အကြောင်းပြောမယ်ပြီးတော့ခါကြတော့ကျွန်တော် absolute bias bias ဆိုတဲ့စကားလုံးကိုလည်းဆွဲဖက်ပြီးတော့ခါကြပြပြမယ်။ဒါကကျမတို့အဲ့လိုမျိုးတွက်ချက်ပြီးတော့ရရှိရဲ့ bias တွေကို percentage အနေနဲ့အားပြီးဘယ်လိုမျိုးတရားစိုးစားကြမလဲဆိုတာ။နောက်တစ်ခါကျကျမတို့ total error လို့ခေါ်ရဲ error တွေထဲမှာပါเนาะအလုံးပေါင်းလိုက်ပြီးတော့ခါကြကျမတို့က total error ဆိုတဲ့စကားလုံးတစ်ခုအနေနဲ့အဲဒါကျမအလုံးခြုံငုံမိအောင်စကားလုံးအတုံးတော့အပြည့်ဖော်ပြရတဲ့အနေထားကိုလည်းပဲနားလည်ဖို့အတွက်ရည်ရဲပေါ့เนาะအဲ့တော့ကျမတို့ total errors နဲ့ပတ်သက်ပြီးတော့အခုဒီမှာတော့စပြီးစကားလုံးကိုကြားပူးတာ random error နဲ့ systematic error ကိုနှစ်ခုလုံးပါတယ်ဆိုပြီးတော့လောလောဆယ်မှာနားလည်ထားလို့ရတယ်။ total error နဲ့ပတ်သက်ပြီးတော့ကျမတို့သက်သက်တ ထပ်ပြီးတော့ ledger တစ်ခုလည်းပဲထပ်ပြီးတော့ပို့ချပေးမှာပေါ့နော်အဲ့တော့ဒီမှာတော့ကျမတို့က bias ကိုပဲအာရုံစိုက်ပြီးတော့ခါကြတော့ဒီ ledger မှာနားလည်အောင်လို့နားထောင်ပြစီစင်ပါတယ်ကျမတို့ change ပေါ့နော် change of acceptability ပြောင်းလက်ခံနိုင်တဲ့ပမာဏအဖြစ်ပြောင်းလဲသလားမပြောင်းလဲဆိုတော့ကျမဘယ်လိုမျိုး ဆုံးဖြတ်မယ်ပေါ့နော်ဆိုတော့ကျမတို့ error ကြီးရှိနေရဆိုလို့ရှင်အဲ့ဒီ error ဆိုဘယ်လောက်တိရှိမှာလဲဆိုတာကိုအဲတိရှိဖို့လိုရဲဆိုပြီးတော့ဒီမေးခွန်းကိုကျမတို့မေးရဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့ဒီ AG ချက်မှာတွေ့ရမယ့်အဲ accuracy ရော precision တော့ဒါတွေကျမတို့စပြီးတော့ပြောင်းလဲဖို့အတွက်လိုအပ်လာပြီလို့ဆိုပြီးတော့ဒီ error ကြီးကပြောနေစဉ်ဖြစ်တယ် တကယ်လို့များအရင်သိတာထင်ရှားနေရယ် medical significant error ကြီးရှိနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ LG ချက်မှာတွားပြီးတွေ့နိုင်တယ်ဒါကကျွန်တော်တို့ rule violation လို့ခေါ်တဲ့ rule ပေါ့နော်သတ်မှတ်ထားတဲ့ rule တကူကိုပေါက်ပြက်တယ်ဆိုရင်အနေထားတကူကိုကြည့်ပြီးတော့အဲ့ဒီအနေထားတွေစပြီးတော့ဒီပေါ်လာခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ graph မှာပေါ်လာခဲ့မယ်ဆိုလို့ရှိရင်သိရှိပြီးတော့ခါကြတော့ကျွန်တော်တို့ change တွေရဲ့လက်ခံနိုင်စွမ်းပေါ့နော် change of acceptability ကိုကျွန်တော်တို့ဆုံးဖြတ်ကြရဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့တွေ့ရတဲ့စကားလုံးကိုလည်းနောက်ထပ်လက်ချက်မှာအသေးစိတ်ထပ်ပြီးတော့ပြပြပေးပါဦးမယ် rule violation လို့ဆိုတာ rule ဆိုတာကျွန်တော်တို့သတ်မှတ်ချက်ပေါ့နော်စီမင်းစည်းကမ်းကိုပြောတာ violation vision ဆိုတာတော့ဖောက်ဖြစ်ကျူးလွန်တာကိုပြောတာအဲ့တော့ဘလို့တတ်မှတ်ချက်မျိုးလဲဆိုတော့အဲ့ဒါနေပတ်သက်ပြီးတော့ကျွန်တော်တို့အခြေတွင်းပေါ့နော် worst case rule ဆိုတဲ့ဒီသင်ခန်းစာအောက်ထဲမှာဆက်လက်ပြီးတော့ဆွေးနွေးပြီးသွားမယ်အခုဒီ slide မှာကျွန်တော်ပြောချင်တာကကျွန်တော်တို့သိကျင်တဲ့ bias ကိုဘလို့မျိုးတွက်ချက်ကြအောင်လဲဘာကြောင့်အဲ့အဲ့လိုမျိုးတွက်ချက်ဖို့ထူတာလဲဆိုတော့ကိုရှင်းပြခြင်းနဲ့တွေ့ကြအောင်ဒါလေးကိုကျွန်တော်နည်းနည်းလေးထည့်ပြီးတော့ပြောပါရှင်ဖြစ်ပါတယ် အဲ့တော့ဒီမှာကြည့်လိုက်ပါတော့ကျွန်မ SGZ တစ်ခုမှာအမှကျွန်တော်တို့သတ်မှတ်ထားတဲ့ main တစ်ခုရှိမှာပေါ့ main ကိုမှ borderline အောင်စင်လိုက်သူရဲ့ဒီအချိန်ကာလကြာရတဲ့အများ SD ကဒါပြောင်းလဲသွားနေတာညီနေရတယ်အဲ့လိုကျွန်မတို့ SGZ တွေသုံးပြီးတော့ရေ rules ပေါ့နော် wasker rule ပါ solution တွေအခြေခံတွေသုံးပြီးပြီးတော့ရေကျွန်မတို့ကကြည့်ပြီးတော့ဟာကျွန်တော်တကယ်လို့များကိုရှိမှာပေါ့နော်ကိုယ့်ရဲ့ laboratory ထဲမှာ medically significant error လို့ခေါ်တယ်တိတ်ပြီးတော့ကြီးမားတဲ့ error တစ်ခုရှိနေပြီဆိုလို့ရှိရင်ဒါတွေကြည့်ပဲသိနိုင်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့လိုသိရှိခြင်းရပြီကျွန်မတို့တွေရဲ့သိရှိထားပြီးသားအ အခြေခံချက်လက်တွေဖြစ်တဲ့ accuracy ရော precision တို့ကိုပြောင်းလဲရအောင်မြင်ဆိုတဲ့နေရာမျိုးကိုသူက live အလတ်လုပ်ပြရပါတော့။ဒါပေမဲ့တခုရှိရပါလဲဆိုခါကျတော့ပြောင်းဖို့ပဲပြောရတာ။ဒါပေမဲ့ဘာလဲဆိုဘလောက်ဒီ error တွေရှိသွားလဲဆိုတော့ကျွန်တော်တို့ဒီမှာ telegraph တီးစီအောင်လည်းမသိနိုင်သေးဘူး။ဒါဆိုဘယ်လိုလုပ်ကြအောင်လဲပေါ့။အဲ့တော့ကျွန်တော်တို့ကဒီမှာမြင်ရတဲ့ my cup လေးပေါ့နော်။ telegraph ပုံစံတက်လိုက်ကြလိုက်ရေမြင်းနေရပုံစံ၊ခန်းနေရပုံစံမဟုတ်ဘဲနဲ့ graph နေလဲကျွန်တော်တို့ကြာပြီးတော့အဲကြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့တူကတကယ်တမ်းကျွန်တော်တို့တကယ်စစ်စစ်ရဲ့ method performance ကို fully ပေါ့နော်ပြည့်ပြည့်ဝဝကိုဒါနားလည်နိုင်တယ် monitor လုပ်လို့ရတယ်ဒါကြောင့်စောင့်ကြည့်လို့ရတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကရှိရမရှိဘူးဆိုတာအထက်ကိုဘလောက်ဒီရှိတယ်လဲဆိုရယ် amount of the errors ပေါ့ဒါကိုကျွန်တော်တို့ bias နေနဲ့တွက်ချက်စဉ်းစားပြီးတော့အားကြ understand လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ error တွေကို total error လို့ခေါ်တယ်လုံးဝပြည့်ပြည့်ဝဝကိုနားလည်သွားပြီဆိုတော့ပြောလို့ရှိနေပေါ့နော်ဒီမှာဆိုလို့ရှိရင်သူရဲ့ဒီဥစ္စာလေးကိုပြောထားတယ် TE တို့အဲခုနကပြောရဲဆိုတော့ total error ဆိုခေါ်တယ်ဒီစကားလုံးတွေနောက်ထပ်လက်ချာရင်မှာအသေးစိတ်ထပ်ပြီးတော့အားကြတော့စကားလုံးတစ်လုံးစီအတွက်ပြီးတဲ့လက်ချာရှိတယ်ဆိုတော့လည်းကျုပ်ရဲ ျမပြောချင်တယ်ဒီနေရာမှာနားလည်ရမှာတော့ကျမတို့တွေရဲ့အဲတိကျင်းနေဆိုရယ် error တွေကို bias လို့ခေါ်ရဲစကလုံးအဖြစ်ပေါ့နော်ဒီအသုံးလုံးအဖြစ်ဆိုတော့အမောင့်ကိုတိကျတိကျကျ track ချက်ပြီးတော့ဟာကြတော့ကျမတို့တကယ်လိုချင်တဲ့ budget performance တွေကိုကောင်းလားမကောင်းလားစစ်ဆေးမှုမှာတွားပြီးတော့အသုံးချလေးပြောရရဲဆိုတော့ကိုပြောပြလို့ရှင်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဒီ slide ကဒီသင်ခန်းစာရဲ့အနှစ်ချုပ်ပဲဖြစ်တယ်ဆိုတော့အားလုံးနားလည်ပြီးရမှာဖြစ်ပါတယ် အဲ့တော့ကျမတို့ terms တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြန် review လုပ်ရမယ်ဆိုလို့ရှိရင် accuracy ရော precision လို့ပေါ့အဲ့တော့ accuracy ကကျမတို့ကိုဒီသတ်မှတ်ချက်အားဖြင့်ဆိုလို့ရှိရင်သူ့ရဲ့ဒီအကဲအတိအကျအသုံးနှုန်းကဘာလဲဆိုတော့ true value ပေါ့နော် အဲကျွန်တော်တို့သတ်မှတ်ထားတဲ့ဒီမှန်ကန်တယ်ဆိုတော့ value တခုရှိမယ်အဲ့ဒီကောင်နဲ့ block တွေနှိကက်လဲနှိကက်တယ်ဆိုတော့ accurate ဖြစ်တယ်ဆိုတော့ပြောတာပေါ့နော်အဲ့တော့အဲ့ဒါကအဲကျွန်တော်တို့ bias ကိုတွားပြီးတော့အဲစဉ်းစားဖို့စဉ်းစားတဲ့အခါမှာ accuracy နဲ့တွားပြီးတော့ခြေဆက်ပြီးတော့စဉ်းစားရတာဖြစ်ပါတယ်မိမိတို့ညောင်းလင့်ထားတဲ့ expected result ပေါ့နော် test result တခုနဲ့အဲခုနကပြောတဲ့ကျွန်တော်တို့ range of acceptability လို့ခေါ်တဲ့လက်ခံနိုင်စွမ်းရှိတဲ့ range ကဘယ်လောက်ရှိလဲပေါ့နော် accepted reference value တို့နှစ်ခုကြားထဲမှာကွာခြားနေရတဲ့ဟာကိုကျွန်တော်တို့ bias ဆိုပြီးပြောတာဖြစ်ကြောင်းကျွန်တော်တို့ဒီ ်ကဘိုင်းယက်ကဘာလဲထွက်မလဲဆိုလို့ရှိရင်ကနန်းနေပေါ့နော်ပမာဏတကူအတိကျနေထွက်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြောရခြင်းဖြစ်ပါတယ်အဲ precision ရကြတော့ precision ရကြတော့ကျွန်တော်တို့က amount of variation ပေါ့နော် block delivery ပဲဖြစ်လဲဆိုတော့ဒိုင်းနာစစ်စစ်လို့ရတယ်ပမာဏတို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကသိရှိထားမှာက bias ကြီး accuracy နဲ့ချိန်ဆက်ပြီးတော့ခါကြတော့အဲဒါပြောပြရတယ်ဖော်ပြရတယ်အသုံးလုံးဖြစ်တယ်ဆိုတော့ဒီဒါဖို့ဖြစ်ပါတယ် အဲ့တော့ကျမတို့ကဘာကွာမလဲပေါ့နော်အဲ့တော့အဲ inaccuracy ကြောင့်မို့ကျမတို့ bias ဖြစ်တယ်ဆိုရင်ဒါကျမတို့ဒါအားလုံးသိခဲ့ပြီးသားဒါကကျမတို့ systematic errors အုပ်စုထဲမှာဝင်သွားတယ်အဲသူ့ကိုရှာရတာလွယ်တယ်ပြီးတော့ခါကျတော့ correct လုပ်ဖို့ရလွယ်တယ်ပေါ့နော်ဖြစ်တဲ့အကြောင်းအရာတွေကိုလည်းပဲကျမတို့ကပြင်ဆင်လို့ရတယ် corrective ဖြစ်တဲ့အခြေအနေလို့တက်ဖက်လို့ရတယ်ဒုံးစံတိုင်းပဲကျမတို့ random error ဆိုတဲ့ဟာကတော့ imprecision ကိုဖြစ်စေပြီးတော့ခါကျတော့သူကစစ်ဆေးရှာဖွေဖို့တက်တာကျတော့နည်းနည်းလေးပို့ပြီးတော့ random systematic error ဖြစ်စားလို့ရှိပို့ပြီးတော့ခက်ခဲတဲ့တာကိုဒါရှိရဲ့ရှေ့ပိုင်းတော့ပြောပြခဲ့ပြီးသား data လေးရှိပါတယ် အဲ့ဒါကျွန်တော်တို့ today error ဆိုတဲ့အနေနဲ့မှာအကုန်ပါဝင်နေဆိုတော့အခုနားလည်သွားပြီပေါ့နော် inaccuracy imprecision တစ်ခုလုံးပေါ့နော်အဲ့ဒါပါဝင်နေအဲ့တော့ဒီမှာကကျွန်တော်တို့ရဲ့အခုပြောတဲ့ဒီ topic ဖြစ်တဲ့ bias ပေါ့နော် bias ကဆိုလို့ရှိရင် ကျွန်တော်တို့မျှော်လင့်ထားတဲ့ဒီ test result နဲ့ blood weight กว่าတဲ့အနေအထားမှာရှိနေလဲပေါ့နော် acceptable range နဲ့ blood weight กว่าချနေလဲဆိုတော့ threshold တဲ့အတိအကျထွက်တဲ့ပမာဏပေါ့နော် amount of error ကျွန်တော်တို့ပြောခြင်းဆိုလိုရင်းဖြစ်တယ်ဆိုတော့ဒီပုံလေးနဲ့ကျွန်တော်တို့စဉ်းစားလည်နားလည်နိုင်ပါတယ်ပြီးတော့ခါကျတော့ဒီမှာက dispersion ဖြစ်နေပေါ့နော်ပြန့်ကျဲနေတဲ့ data point တွေတနေရာနဲ့တနေရာဒီလိုမျိုးတွေကျွန်တော်တို့ကဟိုတစုထဲမှာတနေရာလောက်ထဲမှာကျွန်တော်ကွက်ပြီးတော့ကြည့်ကြမှာပဲနဲ့အဲအစုတွေအများကြီးအများကြီးကျဲပြန့်ပြီးတော့ခါကျတော့ data wise တို့ scatter ဖြစ်နေတဲ့အနေအထားကိုကျွန်တော်တို့ standard deviation လို့ခေါ်တဲ့စကားလုံးနဲ့တွားပြီး ဒါကိုစားပြုရဲပေါ့နော် investigation service မှာတော့ ST အရင်များတယ်ဆိုရင်နေသားကိုအဲကွာခြားတဲ့သူနဲ့သူအရင်များပြပြီးတော့ခါကြတော့ကွာခြားနေနေသားသူကိုအတိအကျရှင်းအပြီးကိုစားပြလို့ရတာပေါ့နော်ဆိုတော့အဲ့ဒါအနည်းကိုပေါင်းပြီးတော့ခါကြတော့ total error ဆိုပြီးတော့မြည်တက်လိုက်တယ်ပဲဖြစ်ပါတယ် ငါဘယ်လိုစင်မလဲပေါ့နော်အဲ့တော့ကျွန်မတို့ကအခုနပြောခဲ့သလိုပဲဒီ LG ချက်မှာမြင်ရလားဆိုတော့ bias ကိုတွေ့တာဆိုတော့တွေ့တော့တွေ့ရတန်းပေါ့နော် LG ချက်ကြည့်လိုက်ခြင်းအပြင်ကျွန်မတို့ bias ကိုတွေ့ယူသွားတယ်ဘာလဲဆိုရှင် bias စစ်ပမာဏမသိ quantification amount of error ဆိုတာမသိနိုင်ဒါကြောင့်ကျွန်မတို့တီးလို့ရတဲ့ဟာတွေဘာလို့လို့ရလဲဆိုလို့ရှင်ကျွန်မတို့ equal ပေါ့နော် internet quality assurance ဒါပြပြခဲ့ပြီးသားနောက်ခါကျတော့ internet quality control အဲ system ဖြစ်တဲ့ program ဖြစ်တဲ့ PR group ပေါ့နော်အဲ့ဒီအရင်းနဲ့လည်းပဲကျွန်မတို့ကစစ်ဆေးလို့ရတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်မတို့က bias ကိုစစ်ဆေးတဲ့အခါမှာဆိုလို့ရှင် detect လုပ်တဲ့ ခါမှာဆိုလို့ရှင်တွေ့လားဆိုတော့တွေ့ရောတွေ့ထားမဲ့လဲပဲအဲဒီဆက်ကဘာဖြစ်လဲဆိုလို့ရှင်အားနေချက်ကအဲသူတို့လိုမျိုးကျွန်တော်တို့အဲ quality control program တွေလိုမျိုး amount တော့အဲဒီဟိုဘာ bias ဆိုကျွန်တော်တို့မသိနိုင်ဘူးပေါ့နော်အဲဒီချက်ကကောင်းတော့ကောင်းပါတယ်သုံးလို့ရတဲ့နေရာအများကြီးရှိတယ် bias ကိုလည်းသိတယ်နောက်တစ်ခါကျတော့ imprecision ကိုလည်းသိတယ်နောက်တစ်ခါကျတော့ imprecision ရဲ့ quantification ကိုလည်းပဲသူလုံးနိုင်နေပေါ့နော်ဒီလိုညာလို့ကျွန်တော်တို့ bias နဲ့ပတ်သက်ပြီးတော့ကတော့တည်ကြတာတည်တည်ကြသိနိုင်တာကတော့ equal တို့နောက်တစ်ခါကျတော့ BR group ဒီ quality control program တွေဖြစ်တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုစစ်မလဲ bias bias ကိုဘယ်လိုသိနိုင်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီလိုပုံစံနဲ့သိနိုင်တယ်ဆိုတာကိုအားလုံးနားလည်ထားဖို့လိုအပ်တယ်ဆိုတာကျွန်မတခါရဲပဲမှတ်ထားပြီးပါပေါ့နော်ကျွန်တော်ဒီတိုင်းမရဘူး LG set တည်ုံနဲ့ကျွန်တော်အချိန်ပိုင်း LG set လေးဆွဲတက်သွားပြီငါတို့တွေအဲ Gaussian cap တည်သွားပြီအဲချက်ပေါ်မှာတင်မယ်ငါတို့ point အကုန်လုံးနေရာ plot လုပ်မယ်ပြီးတော့အကုန်လုံးအဲ monitor လုပ်ရှိမယ်ပေါ့နော်ပြီးတော့ CV တွေတွက်ပြီးပါညာအဲ့လောက်နဲ့ကျွန်တော်ရဲ့ဒီ bias ကိုတည်လို့မရအောင်ဆိုတာကိုအခုချိန်မှာရှင်းရှင်းလင်းလင်းနားလည်သွားပြီလို့ထင်ပါတယ် အဲ့တော့ကျမတို့ bias ကိုဘယ်လိုတွက်မလဲလွယ်လွယ်လေးပါပဲเนาะဒီမှာကြည့်လိုက်လို့ရှိရင်အဲဒီကျမတို့ဒီ quotient gap ပေါ့เนาะ normal distribution ရှိရင် quotient gap တခုမှာအလဲတဲ့မှာရှိနေဟာလေဒါ x bar ပေါ့เนาะဒါ mean ဖြစ်တယ်အဲ့တော့ကျမတို့တကယ်အဲသတ်မှတ်ထားတဲ့ value ပေါ့နော် expected result က true value ကဒီနေရာဖြစ်တယ်ဆိုလို့ရှိရင်တကယ်ရရှိရတာ ਨੇ ကွာခြားချက်ဒီ bias ဖြစ်တယ်ပေါ့နော်လွယ်လွယ်လေးပါပဲနော်သူရဲ့သဘောတရားက အဲ့တော့ကျမတို့က bias ကိုဘယ်လိုသိမလဲဆိုလို့ရှိရင်သူကတောက်လျှောက် consistent change ဖြစ်နေတာเนาะသူ့အမြဲကျမတို့မြင်နေရမယ်အဲ့ဒီ bias ရှိနေရဒီဆိုရဲဟာကိုလည်းကျမတို့ကပြောရမယ်ဆိုလို့ရှိရင်ပုံစံတစ်ခုအနေနဲ့ကိုသိချောင်မြင်နေရမယ် positive နဲ့မှာ negative နဲ့မှာပေါ့နော်ဆိုတော့ကဏန်းဒီ negative နဲ့လည်း trend ဆိုရင် positive နဲ့ trend ဘာပဲပြောပြောကျမတို့အဲ့ဒီမှာရှိနေတဲ့ကဏန်းတစ်ခုဒီအဲ့ဒါဒီ amount of bias ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ true value မှာ observe value အဲ observe me ဟာဆိုလို့ရှိရင် true value ရဲ့ပုံပြများနေပဲဆိုလို့ရှိရင် bias ကြီး positive ဖြစ်ပြီးတော့ ော့အဲကိုယ့်ရဲ့ဒီ true value ကပိုများနေခဲ့မယ်ဆိုလို့ရှင်တော့ bias ကြီး negative ဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ခဏဟွာပေါ့သူ့ရဲ့အဲလာရအားဖြင့်ပေါ့နော် direction အားဖြင့်ဟိုဘက် positive ဘက်ကိုသွားမလား negative ဘက်ကိုသွားမလားဆိုတော့မသိသူ့ရဲ့ဟို error စာဘယ်လိုပုံစံနဲ့လာမလဲဆိုတော့မသိဘူးသူဖြစ်စဉ်ဆိုဖြစ်မယ်အဲ့ဒီမှာမှာကျွန်တော်တို့ဒီသူ့ရဲ့ direction ပုံမူတည်ရောငါကျတော့ positive negative ဆိုပြီးတော့ပေးရခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီအဲတွက်ချက်မှုပိုင်းဆိုင်ရာ သဘောတရားအရပြောရခြင်းဖြစ်တယ်ဘဝပြည့်စုံမှာတို့ခွာခြားချက်တွေခြားနာချက်တွေကိုပြောပြီးဆိုလို့ရှိရင်တော့ positive negative ရဲ့လို့ပြောရပင်နေခွာခြားချက်ရှိရယ်ဘယ်လောက်ရှိလဲဆိုတာကိုပြောတာဖြစ်ပါတယ်ပြည့်စုံမှာဆက်ပြီးတော့ကြည့်မယ်ပေါ့နော်အဲ့ဒါဘာလို့ဘယ်လိုပြောရလဲဆိုတာအဲ့တော့ကျွန်တော်တို့က today error လို့ပြောပြီးဆိုလို့ရှိရင်ခုနကပြောဆို bias နဲ့ imprecision နဲ့ပေါင်းထားတာဖြစ်တယ်ပေါ့။ဘာလို့ခါကျွန်တော်တို့က bias က inaccuracy ကနေပြီးခါကြတော့ခြေဆက်ထားတဲ့စကားမျိုးဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကကိန်းကိန်းပြန်ပြောင်းလို့ရမယ်ဆိုလို့ရှိရင်ဒီက ခုနပြောလိုပဲကျွန်တော်တို့ positive number ပဲဖြစ်ရမှာပေါ့နော်အဲထွက်မဲ့အဲ line ရပေါ်မူတည်ပြောတာကျွန်တော်တို့က negative positive ပေးတာဒါပြောတာဒါပေမဲ့တကယ်တမ်းကျတော့သူရဲ့ positive number ပါပဲ absolute bias တွေ့ရဆိုလို့ရှိရင်ယူရမှာဖြစ်ပါတယ်အဲ့တော့ percentage အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ကျတော့တွေ့မယ်ဆိုလို့ရှိရင်တကယ် true value နဲ့ပြန်ပြီးတော့စာလိုက်ရလာရလဲကျွန်တော်တို့တရားနဲ့ညှပ်ပြီးလိုက်လို့ဆိုလို့ရှိရင်ဒါရလာတဲ့ဟိုအဖြေဒီ absolute bias ရဲ့ percentage ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ် အဒီမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါဒီမှာဆိုဒါဒါချင်းရှင်းသွားပြီကျွန်တော်တို့ juicy material တခုကိုတုံးနေဆိုဒီမှာ juicy level 1 2နှစ်ခုရှိမယ်ပေါ့နော်အဲ့တော့တို့တွေကတို့ရဲ့ value က86ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အခုနောက်ဆုံးရရှိလာတဲ့အဲ main ပေါ့နော်နောက်ဆုံးအဲဒီကျွန်တော်တို့ရဲ့စစ်ဆေးတွေ့ရှိမှု အဲတကယ်တမ်း analyze ရေဂျာလက်60ဖြစ်တယ်ဆိုကြတော့ကျွန်တော်တို့ဂျာထဲမှာဘလောက်กว่าချာနေဆိုကြည့်4กว่าချာနေပေါ့နော်အဲဒီกว่าချာနေရဲ့ခဏ4ဒီကျွန်တော်တို့ရဲ့နောက်ဆုံးလို့ရှင်တဲ့ bias ဖြစ်ပါတယ်အဲ့တော့ဟိုခဏအဖြစ်ကြည့်မယ်ဆိုလို့ရှင်ကသူက၄ပုံများနေပြောကြအောင်ပေါ့ plus 4လို့ပြောရဲဆိုပေမဲ့လည်းကျွန်တော်တို့ကခဏကိုပဲယူရတာဖြစ်ပါတယ် ီမှာလည်းလိုပဲပေါ့အဲကျွန်တော်တို့ juicy value မှာအဲတုံးတဲ့ဒီ juicy level နှစ်ခုမှာသူတို့တွေ true value တွေ60ဖြစ်တယ်ဆိုလို့ရှိရင်အဲ main ကတော့ကျွန်တော်တို့86ပေါ့နော်တကယ်တိုင်းတာစစ်စစ်လို့ရရတဲ့ဟာအဲ့တော့ဘာတွေကွာချားလဲဆိုရင် bias ရှိရယ် bias ကဘယ်လောက်လဲဆိုလို့ရှိရင်4ဖြစ်တယ်ဒါပေမဲ့သူကကြတော့ပိုနေတဲ့4ပေါ့နော် -4 ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်လို့ရရတယ်ပေါ့နော် အဲ့တော့ညီမတို့ true value ဘယ်နေရာယူမလဲပေါ့နော်ညီမတို့ expected ဖြစ်တဲ့ဆိုတော့ခုနကတကယ်မှန်ရမယ်ဆိုတဲ့ value ကိုဆိုဘယ်လိုမျိုးယူကြမလဲဆိုလို့ရှိရင်အရင်ဆုံးဘာသိဖို့လိုလဲဆိုလို့ရှိရင်အဲ true value ဆိုတာက true တကယ်ဟုတ်လားမဟုတ်လားဆိုတာညီမတို့ဘယ်လိုလုပ်သိမလဲပေါ့နော်အဲ့တော့ true value ပြောပြီးတော့အဲ့ဒါကဘယ်လိုကနေဘယ်လိုရလာတဲ့ kanal လဲဆိုတာကိုညီမတို့နားလေဖို့လိုသေးပေါ့နော်အဲ့တော့ဒီမှာညီမတို့ရှင်းပြထားတဲ့ဟာ source ကတော့ဟုတ်ရှိတယ်တကူကညီမတို့ juicy manufacturer ပေါ့နော်ညီမတို့ inter laboratory comparison လို့ပြောတယ်။ laboratory တကူနဲ့တကူနှိုင်းရှင်ပြီးတော့ခါကြတော့ရရှိလာတဲ့ program ကနေပြီးတော့ ကျူစီမန်နီဖက်ချာကနေပြီးတော့ကုမ္ပဏီကနေပြီးစိုက်ရုံအားလုံးထုတ်လုပ်လိုက်တယ်အဲ့တော့အဲ့ဒီကောင်ကအကောင်းဆုံးဖြစ်တယ်ပေါ့နော်အဲ့တော့အဲကျူစီပရိုဗိုင်ဒါကောင်းနေဆိုလို့ရှိရင်ကြတော့ဒီကောင်ကျမတို့အဲလုံးဝ monthly ပေးနိုင်တဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်အဲ့ကျူစီကအဲ့တော့အဲအများကျွန်တော် check in balance လုပ်လို့ရတယ်အဲ့ juicy ကိုသုံးပြီးတော့ခါကြအဲ့တော့ဘာဖြစ်လဲဆိုတော့ cumulative means တွေပါဝင်နေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ cumulative means ဆိုတာပါလေကျွန်မထပ်ပြီးပင်ပုံကြီးနဲ့ပြမယ်ပေါ့နော် means တွေကတော့စုပြီးတော့ပေါင်းတာအဲ့တော့ဘာဖြစ်လဲဆိုတော့ means များများကျွန်မတို့စုထားလေလေအဲ့လို inter laboratory comparison အဲ့လိုမျိုးနှိုင်းရှင်ထားတဲ့အနေထားကနေပြီးလာတာဖြစ်တဲ့အတွက်ကြောင့်အဲ့ mean means တွေကိုစုပြီးတော့ပြန်ထွက်တွက်ချက်ထားတဲ့ပြဿနာမျိုးအရှင်ဒီ data ကမှန်ကန်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲဒါ quality control အဖြစ်လည်းပဲအသုံးဝင်တယ်အဲဘာဖြစ်လဲဆိုလို့ရှင်နောက်ဆုံးမှာကျွန်တော် robust value လို့ခေါ်ရတာအကောင်းဆုံးပေါ့နော်ပြောရမယ်ဆိုလို့ရှင်ဘယ်လိုပဲဖြစ်ဖြစ်အသုံးလို့ရအသုံးပြုလို့အဲအသုံးလို့ကောင်းနေပေါ့အဲ့ value ကျွန်တော်အသုံးချလို့ကောင်းနေဆိုရယ်စကံလုံးအမျိုးအနေနဲ့ကျွန်တော် robust ကိုသုံးနေအဲ့တော့ robust value ဖြစ်နေဒီကောင်ကိုသုံးနေပေါ့နော် cumulative means ကအရင်ကိုကောင်းနေ true value ကဒါကြောင့်လို့ဒါကျွန်တော် true value ဖြစ်တယ်ဆိုတော့ခဏခဏမှာပြောရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ပြင်ပြဘယ်လိုသိမလဲဆိုလို့ရှင်အဲ့လိုမျိုးကျွန်တော်တို့ in data laboratory comparison program တွေကနေပြီးတော့ဝင်ထားတယ်ကျူစီ manufacturer တွေသုံးပါဆိုပြီးပြောတာဖြစ်ပါတယ်အဲ့တော့အောက်မှာရေးထားတာဗာရေးထားတယ်ဆိုလို့ရှိရင်အဲ့ဒါတကယ်လို့များမရနိုင်ဘူးဆိုလို့ရှိရင် ကျမတို့ဒီ manufacturer ကနေပြီးတော့ assign လုပ်ထားတဲ့ဒီ main source ရှိရပါတယ်။ဒါပေမဲ့သူကကြတော့ခုနကပြောသလို laboratory ရှင်းရှင်းနှိုင်းရှင်းပြီးတော့မှရရှိလာတဲ့ program ကြီးတော့မကောင်းဘူး။ဘာဖြစ်လဲဆိုလို့ရှိရင်အပေါ်ကဟာတဲ့တော့သူကပို့ပြီးအစင်နေတယ်။အဲ့တော့ assign ထုတ်ထားတဲ့သူကတည်းကသူဒီ manufacturer ပေးထားတဲ့ကဏ္ဍတစ်ခုတည်းကိုပဲကိုစားပြုပြီးတော့တောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့တိကျဖို့ကတော့ကျမတို့က true value သူ့ရဲ့ true value ကတော့အရင်ခုနကလောက်မမှန်နိုင်ဘူး။ ပေါ့အဲ့ဒါမှမရဘူးဆိုရင်နောက်တစ်ခုလုပ်လို့ရပါတယ်ရသေးတယ်ဆိုလို့ကျမတို့ long term lab နေရှိတယ်ကို lab ကနေကိုယ့်အတကိုတက်မှတ်ထားတဲ့ main ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင် manufacturer assignment လောက်တောင်မှမကောင်းဘူးတဲ့အားမျိုးပေါ့အဲ့တော့ तू ကတော့ပို့ပြီးတော့အဆင်အနေဆုံးဒါ true value ဒါရယူရဲ့အဲနီလန်ဖြစ်တယ်ဆိုတော့နားလည်ရမှာဖြစ်တယ် juicy lot တခုကျမတို့ကကာလအကြာကြီးပေါ့နော်တခုကအမှလ၄၅လဒါပေါ့လေ၆လအဲ့လိုမျိုးကျမတို့ run ထားတဲ့ data တခုဒါလင်ရင်ဖြစ်တယ် collab နဲ့ကိုယ့်အကိုဖြစ်တဲ့ video တကြောင်မလို့မားတာရရှင်းနိုင်တဲ့ error စီအများကြီးပေါ့နော်အဲအားနေ ချက်တွေအများကြီးပါနိုင်တယ်အဲ့တော့ကျမတို့ဘလို့ဆိုစီရရနိုင်မယ်ဆိုလို့ရှင် true value ရနိုင်တဲ့ source တွေကိုဘယ်ဟာကောင်းလဲဘယ်ဟာအားနည်းချက်တွေရှိလဲဆိုတော့နားလည်ထားပြီဆိုလို့ရှင်မီရိုရဲ့ quality control ပေါ့နော် laboratory quality control ကိုတိကျပြန်ပြီးတော့ check and balance လုပ်လို့ရပြီဖြစ်ပါတယ် အဲ့ကျွန်မတို့ interlaboratory comparison လို့ခေါ်ရတယ်။တခွင်းအတစ်ခွင်းတစ်ခုကြာနှိုင်းရှင်ပြီးတော့မှနောက်ဆုံးရရှိလာတဲ့ means တွေပေါ်လုံးကိုစုစည်းပြီးတော့ cumulative means အဖြစ်နဲ့ယူတဲ့ဟာကအရှိပိုင်းကျွန်တော်ပြောခဲ့ရတဲ့ဟာပဲပေါ့နော်။ internet ကျူစီဟို program တုံးစံတစ်ခုဖြစ်တယ်ဆိုတော့ပြီးတော့ခါကျတော့တရားကကျွန်တော် peer group program ဖြစ်တယ်ဆိုတော့လည်းပဲနောက်တစ်မျိုးအဖြစ်ခေါ်တည်တယ်ဆိုတော့နားလည်ရမှာဖြစ်ပါတယ်အဲ့တော့ limited unlimited participant ပေါ့နော်တကုတ်ကနေညများဒီမှာတော့အလုံးအောင်ဒီမှာ6ခုလောက်ပဲရှိရပေါ့နော်ဒါပေမဲ့ညားလေးကောင်းပြီပေါ့ community means ဒီညားလေးအဲကျွန်တော်တို့ရဲ့ mean ကပို့ပြီးခိုင်ပါလေးပေါ့နော်ကိုရတဲ့ကဏ္ဍပို့ပြီးတော့အဲ true value နဲ့ပို့ပြီးတော့နှိစက်တယ်ဆိုတော့နားလည်ရမှာဖြစ်တယ်ပြီးတော့ frequency အဖြစ်လည်းဒါအတန်နိုင်ဆုံး daily ရတယ်ဆိုလို့ရှင်တော့ကောင်းတယ်ဒါမှမဟုတ်လို့ရှင်လည်းပဲလအစဉ်လောက်ဆိုလို့ရှင်လည်းပဲအစဉ်ပြေတယ်ပေါ့နော်အဲအဲ့တော့အရင်ကြီးကျွန်တော်တို့ဟိုပါပေါ့အရင်ကြီးအဲ ကကာလခကြဲကြဲတော့မဖြစ်သေးဘူးပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အဲဒီလိုမျိုးဒီ IRC comparison တွေကနေပြီးရရှိတဲ့ဒီ manufacturing manufacturer ကနေရရှိတဲ့ဒီရတဲ့ဒီ means တွေကတော့အမှန်ဆုံးဖြစ်ဒါကြောင့်မလို့လဲပဲကျွန်တော်တို့ရဲ့ true value ကဘယ်လောက်ဒီကျွန်တော်မှန်ကန်ပါတယ်ဆိုတော့လေဒီလို program တွေကနေတစင်မှာတက်သိခံနိုင်နိုင်ပြီးဖြစ်တယ်ပေါ့နော်အဲ့တော့တခါလေကျွန်တော်တို့မထားရမှာမီလိုရင်းမြင့်နေပါဒီသားဝိလံခံပြဒေတာတွေမှာရှိနေ laboratory အသေးစားတွေအတွက်ဆိုလို့ရှိရင်အဲဒီလိုမျိုးကျွန်တော်တို့ IUC program အာရှိမှမဖြစ်မနေရှိဖို့လိုအပ်တယ်ရှိမှဒါလင်းပဲမီရိုရဲ့ test result ဒီအကောင်လို့ကျွန်တော်ဘယ်လောက်ဒီအထားမလဲပေါ့နော် community mean ဆိုမျိုးထားမယ်ပြီးတော့ true value တွက်မယ် bias တွက်မယ်ဆိုတဲ့ဟာမျိုးတွေစင်ပွားရတဲ့အခါကျတော့လုံနိုင်မှာဖြစ်တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်ဆိုတော့ဒါကဘယ်လောက်ဒီအရေးကြီးတယ်ဆိုတဲ့စကားလုံးအဒီအနေထားကိုအခုချိန်မှာအားလုံးနားလည်အဲစပြီးတော့နားလည်လာကြပြီလို့ကျွန်မထင်ပါတယ် အဲ့ဆမားတို့ PR group report ပေါ့နော်တခု example ကိုပြထားရေပေါ့နော်အလုံးသားလဲအောင်ဘူးအဲဒီမှာအဲ့လိုမျိုးအရှိရကျွန်မပြောခဲ့တဲ့ ILC ပေါ့နော် inter laboratory comparison program တခုကို run ပြီးတော့အားကြတော့ track ပြီးတော့အဲ track လာတဲ့ဒီဟိုဟာပေါ့ကဏန်းနေပေါ့နော် slot number ပါမယ် expire date ပါမယ်ပြီးတော့ဒါကတော့ဒါသူ့ရဲ့ဒိုင်းစာစစ်ဆေးရတာဒီလေးလိုပဲပေါ့နော်သူ့ရဲ့ method တိုင်းဆိုတိုင်းစစ် method ပေါ့နော်ဘာနည်းဘာနည်းလမ်းနဲ့တိုင်းထားရလဲဆိုတာပါမယ်ပြီးရင်ဆင်မောက်နောက်က unit ပါမှာဖြစ်ပါတယ် ဲ့တော့ကျမတို့ဒီမှာက juicy level နှစ်ခုပါเนาะ UC level 1 UC level 2ရှိတယ်အဲဒီမှာအပေါ်မှာရေးထားတဲ့ MO1 နဲ့ GOM ဆိုတာကကြတော့ monthly တို့ cumulative means တို့ပြောချင်တာဖြစ်တယ်ပေါ့နော်အားလုံးစုပေါင်းပြီးတော့ရရှိတာ data ဖြစ်တယ်ဒါကြောင့်ကျွန်တော်အောက်မှာကြည့်လိုက်ပေါ့နော် points ကိုရေးထားရဲဆိုတဲ့နေရာမှာဒါရီကကျွန်တော်တို့ data points ကိုပြောချင်တာဖြစ်ပါတယ် monthly နေရာမှာကျတော့ကျွန်တော်2000ကျော်ရှိတယ် cumulative ကကျွန်တော်တို့1000ကျော်ရှိသွားတယ်ပေါ့နော်2000ကျော်တိရှိသွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ပို့ပြီးတော့ခိုင်ပါတယ်လို့ပြောချင်တာဖြစ်တယ်အဲ့တော့အားလုံးပေါင်း level fee အရေအတွက်ဘာလို့ပါဝင်တာလဲဆိုလို့ရှိရင် monthly နေနဲ့ဆို103ပါဝင်တာပြီးတော့ခါကြတော့ cumulative က တော့ကျွန်တော်တို့150တခုတောင်ပါဝင်ထားတာကိုတွေ့ရဖြစ်တယ်ပေါ့။တော့ကျွန်တော်တို့ data points အားဖြင့်လည်းပို့ပြီးတော့များတယ်။ထွက်လာတဲ့ခဏအားဖြင့်လည်းကြည့်လိုက်ပေါ့။ရှင်းလိုက်လို့ရှင်ကျွန်တော်တို့ဒီဘက်က monthly နဲ့ cumulative မှာဆိုလို့ရှင်ရေ cumulative ရဲ့ဒီ main တို့ SG တို့ CV တို့ကိုတွက်ချက်ထားတဲ့ဟာတွေကိုပို့ပြီးတော့ခိုင်ပါတယ်။ true value နဲ့ပို့ပြီးတော့ကတ်တယ်ဆိုပြီးကျွန်တော်တို့နားလည်ရမှာဖြစ်တယ်ပေါ့နော်။အဲဒီဘက်မှာလည်းဒီ level 1 2ကိုကျွန်တော်တို့ဒါဒီလိုမျိုးရှင်းပြီးတော့ခါကြတော့တွေ့နိုင်တယ်ပေါ့နော်။အရှိမပြောခဲ့တဲ့ကျမတို့ rule violation ဆိုတဲ့စကားလုံးမျိုးနားလည်ပြီဆိုလို့ရှိရင်ဥပမာဘာရေးထားလဲဆိုတော့နောက် ပြီးရင်နောက်တဲ့ lecture မှာနားလည်သွားပါလိမ့်မယ်အဲ့တော့ဒီမှာကျမတို့သူ့ရဲ့ဒီ rule တွေပြောင်းလဲသွားတယ် population rule တွေပြောင်းလဲသွားတယ် ူးကိုရှိသွားတယ်ပေါ့ကျွန်တော် shift တီးရှိသွားတယ်ဆိုလို့ရှိရင်အဲ့ဒါကြီးကျွန်တော် systematic error ကြီးပြနေရပါတော့เนาะအဲ့တော့အဲ့ဒါကြီးကျွန်တော်တို့တောက်လျှောက်စောင့်ကြည့်ပြီးတော့အခါကျတော့အဲဒီ pattern တွေလာပြီးတွေ့လာပြီပေါ့เนาะ rule violation တွေရှိလာပြီဆိုလို့ရှိရင်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ကောင်တွေကပမာဏအပြည့်မတွေ့ချင်တာဆိုပြီးဒါပြန်ပြောထားတာအရှိအဲဒီ ledger နောက်ထပ်တင်ပြီးသွားတဲ့အချိန်မှာဒါကြီးဘာလို့အခုဒီထဲမှာထည့်ပြီးတော့ပြောရတာလဲပမာဏအပြည့်မသိနိုင်ဆိုတာလေဘာဘာကြောင့်ဒါလိုမျိုးပြောရတာလဲဆိုတော့အဲနောက် ledger ပြီးသွားရင် နားလည်သွားပါလိမ့်မယ်ပေါ့เนาะ ဘာပြောကျွန်တော်တို့အဲ့ဒါဒီအဲ့ဒါတွေသိရှိပြီဆိုလို့ရှိရင်ဒါက systematic errors တဲမှာအကျုံးဝင်သွားတယ်ဆိုတာကိုသိရှိနားလည်ဖို့အတွက်ဒီ smart ဒီဟာလေးကိုအရင်ဆုံးထည့်ထားပေးရခြင်းဖြစ်ပါတယ်။ဒါဒီမှာကျွန်တော်တို့က e-quest ပေါ့နော်။အဲ internet quality assurance system အ ကနေပြီးတော့ခါကြတော့ကျမတို့ bias ကိုဘယ်လိုရှာအောင်လဲပေါ့နော်အဲ့တော့ဒီအားလုံးပြောအတိခဲ့ကြပြီးတာဖြစ်တဲ့အတိုင်းကျမတို့ equal ဆိုတာ inaccuracy ပေါ့နော်အချိမရှိဘူးကျမတို့ရှာပွေခြင်းဖြစ်တယ်အဲ့တော့ဒါကတနည်းအားဖြင့်ကျမတို့ bias ကိုရှာပွေခြင်းဖြစ်တယ်ဆိုတော့နားလည်အောင်ဖြစ်တယ်အချိန်ပိုင်းကျမတို့ပြောခဲ့တဲ့ဒီအာဒီအဝါက ISA မှာအသုံးပြုတဲ့ဒီ juicy manufacturer ပေါ့နော်သူတို့ကတော့ကျမတို့ CV ရော mean SD ကိုအသုံးပြုတယ်အဲ့ဒီမှာတော့ကျမတို့ Zest ကို RMZ လို့ခေါ်တယ်ဒီအသုံးနှုန်းတွေပေါ့နော်ဒီ parameter တွေကိုအသုံးပြုတော့ခါကြတော့ရှာပွေကြတာပေါ့နော် Zest ကိုဆိုတော့ ျမတို့ standard deviation နဲ့ချိန်ဆက်ပြီးတော့နားလည်လို့ရတယ်ပုံစံတူတမျိုးပါပဲနောက်တစ်ခါကျတော့ RMZ ဆိုတာရှိရကျွန်တော်ပြောခဲ့တယ် robust ပေါ့နော်အကောင်းဆုံးတော့ကျွန်တော်တို့ value တခုကိုပြောချင်တယ်ဆိုတော့အဲအကောင်းဆုံးတော့အနေထားတခုပေါ့နော် humidity means ကအကောင်းဆုံးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြောချင်တဲ့အတွက်ကြောင့် robust ဆိုစကားလုံးသုံးရမှာမိစားမယ်ထင်တယ် RMZ ဆိုတာကျတော့ robust means ပေါ့နော်ဒီ set score အဖြစ်ဒါအကောင်းဆုံးဖြစ်တဲ့စုံစမ်းအောင်ကျွန်တော်တို့ပြောပြောချင်တာဖြစ်ပါအဲ့ဒါတွေကြည့်ပြီးတော့ခါကျတော့ bias ရှိတာမရှိတာဆိုရှိမှာဖြစ်ပါအဲ့တော့ဒီမှာဆိုလို့ရှိရင်အားလုံးစစ်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 နဲ့တွေ့ရတဲ့အတိုင်း enzyme analyte တွေပေါ့နော် albumin ဒါ liver enzyme တွေနောက်တစ်ခုကတခြားတော့ကျွန်တော်တို့ cholesterol စသည်တွေဒါတွေအကုန်လုံးရေးထားတယ်အားလုံးက green stick ဟွာလေးပြနေပေါ့နော် green mark လေးပြနေအဲ့ဒါရေးပါလို့ဆိုရင်အောက်မှာကြည့်လိုက်ပေါ့နော်ဘာပြောချင်တာလဲဆိုတော့အစိမ်းရောင် mark လေးရကျွန်တော်တို့ no one needs ပေါ့နော် okay ဆိုတာပြောချင်တာဒီမှာကျွန်တော်တို့တစ်ခုတည်းတော့ဟာတော့ဒီအပုံသူများနဲ့မတူတဲ့ဟာတော့ creatinine ဖြစ်တယ်သူက wire tree ရနေပြန်အောက်မှာကြည့်လိုက်ပေါ့အဲ့ဒါရေးပါလို့ဆိုလို့ရှိရင် zesco အဖြစ်2နဲ့3ကြောင်ရောက်နေပြီလို့ပြောတာဖြစ်တယ်3ကြော်သွားပြီဆိုလို့ရှိရင်တော့လုံးဝ zesco က out ပါပြီပေါ့နော်လုံးဝ cross ဖြစ်သွားတယ် cross ဖြစ် ါတော့ဒီမှာ logic မတွေ့ရသေးဘူးပြောချင်တာကကျွန်တော်တို့ z square ပြီဆိုပြီးကျွန်တော်တို့ plus or minus 2ဒီပဲလက်ခံတယ်ကျော်သွားပြီဆိုပြီးကျွန်တော် create name လို့လာပြီးတော့ပြနေမှာပေါ့နော် create name ဘယ်လောက်ဖြစ်နေလဲ minus 2ကျော်ကျော်ဖြစ်နေအောင်ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်လိုက်ပါဦးနော်ဇာတ်နဲ့ဟာဒီအကုန်လုံးမှာကျွန်တော်တို့က2မဟုတ်ပေမဲ့လည်းပဲအဲ minus d 1 0ဆိုတဲ့ဟာဒီ minus minus d ဘက်ကိုဝဲနေအောင်တွေ့ရတယ် ါ။ဒါစတော်များများကျွန်တော်တို့အဲ့ဒီပါ။အဲ့တော့ဖြစ်လဲဆိုလို့ရှိရင်ဒီမှာ bias တခုရှိနေပြီလို့ကျွန်တော်တို့ zest score ကိုကြည့်ပြီးတော့သိလို့ရတယ်။ဒီဘက်ကကျွန်တော် RMZ မှာဆိုတဲ့အလိုပဲသူတို့ပဲကျွန်တော်တို့ဒါသုံးမျိုးတဲ့ဇဝါဖြစ်တယ်ပေါ့နော်။ cumulative ဖြစ်တယ်, robust ဖြစ်တယ်ဒီ ကနန်းတို့ဖြစ် RM set ကိုကြည့်တော့ရှာမှလေးပဲအဲ့လိုကျမတို့ဒီအဲတွက်ချက်လို့ရရပါတော့။နောက်ဒီမှာကြည့်လိုက်ပါတော့ကျမတို့ alkaline phosphate တခုခုပေါ့ကျမတို့ကနမူနာလေးနဲ့ကြည့်မယ်ဆိုလို့ရှိရင် result ကတွေ့ရရရရလက်ကတလောက် mean ကဒီလောက်ဆိုလို့ရှိရင်ကျမတို့ mean နဲ့ result နဲ့ကြားရမှာကွာခြားမှုတခုပေါ့နော်။150နဲ့180ဆိုတဲ့ဟာကိုကျမတို့စပြီးတော့တွေ့နေရတယ်။ set score အဖြစ်လေကျမတို့ကပြောရမယ်ဆိုရင်2နောက်ကတ်နေပေါ့နော်။ -2 နောက်ကတ်နေဆိုတော့ကျမတို့တွေ့ရတယ်ပေါ့နော်။အဲ့လိုအားဖြင့်ကျမတို့ဒီ D equal system တခုမှာအဲဟိုဟာဖြစ်နေလားပေါ့နော်။ bias တခုရှိလားမရှိလား ားဆိုတော့ကျမတို့ဒါကဒီအဲ check လောက်မြင်ဆိုလို့ရှိရင်အဲ့ပုံစံนี่ကျမတို့တွားပြီးတော့ခါကြတော့ check လောက်ရတာဖြစ်ပါတယ်။အဲ့ဒီမှာခုနကကျမတို့ highlight နဲ့ပြထားတဲ့ random ပေါ့နော်။ server တစ်ခုကိုကျမတို့ရွေးလိုက်တဲ့အချိန်မှာ alkaline phosphatase ကိုတွားပြီးတော့ရွေးထားတာရှိတယ်။ အဲ့မှာဒီမှာမြင်နေရတဲ့ဟာဒါ LG graph မဟုတ်ဘောเนาะ LG check မဟုတ် LG check ကဲသူကျမတို့လုတ်ထားတယ် LG light graph ဖြစ်တယ်ပေါ့အောက်မှာတော့ကျမတို့ကဒီ plot နာမည်နာမည်တူပေါ့เนาะ plot ချထားတဲ့ဟာတခုရှိတယ်အဲ့တော့ LG check မှာကျမတို့အဲ့ LG check ကဲသူကိုဒီ graph မှာကျမတို့ကြည့်လို့ရတာဗာလဲဆိုလို့ရှိရင်အဲ main နဲ့ SG နဲ့အခြေအနေတွေကျမတို့ကြည့်လို့ရတယ်အဲ့တော့ဒီမှာဆိုရင် alkaline phosphate တွေကိုတိုင်းထားတာအဲ data points တွေအကုန်လုံးဒီ main ရဲ့အောက်ဖက်ပေါ့เนาะ minus ဘက်မှာပဲရောက်ပြီးတော့ဟာကြတော့အဲ ရှိနေရတွေ့ရပြီဆိုတော့ဒါပါလေဆိုရှင် negative direction ဘက်ကိုသွားနေတော့ bias ရှိရဆိုတော့ကျွန်တော်တို့တန်းပြီးတော့မြင်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျကျွန်တော်တို့ output မှာသူကကြတော့ဒီ data points မဟုတ်ဘဲနဲ့တွေ့ချက်တာ data points မဟုတ်ဘဲနဲ့တကယ်ကျွန်တော်တို့တိုင်းတာစစ်စစ်လို့ရတယ်ရလက်တီကိုသူကပြန်ပြီးတော့ plot ချထားတာပေါ့ အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲဒီမှာ87ပေါ့နော်ဒီမှာ190 200 400 500ဘယ်လိုပဲဖြစ်ကျွန်တော်တို့တိုင်းတာလိုက်တဲ့ဒီ data data ဟိုဟာတွေပေါ့အဲ value တွေပေါ့နော် value တွေအကုန်လုံးပဲမှာလဲဆိုကြအောက်ဘက်မှာပဲတန်းနေရဲ့အဲဒီဒီ negative ဘက်မှာပဲရောက်နေတယ်ဘယ်လိုပဲဖြစ်ကျွန်တော်ဒါကဘယ်လောက်ဘယ်လို amount မှာပဲဖြစ်ပေါ့နော်ဘယ်လောက်ထိကျွန်တော်တို့ ဒီစစ်စစ်တိုင်းလာလို့ရတယ်ရလက်ပဲဖြစ်ဖြစ် negative ဘက်ကိုရောက်နေပြီဆိုလို့ရှင်ဒါကပါလိတော်တော်ကြီးပြဿနာရှိနေပြီမဖြစ်မနေကျွန်တော်တို့ဒါကို action ယူရတော့မယ်အဲဒါမှသာလေကျွန်တော်တို့ရဲ့ဒီအဲအနေထားပေါ့နော်ဒီ quality equals ရဲ့အဲဥစ္စာကိုကျွန်တော်တို့ကပြန်ပြီးတော့ bias ကိုဒါ correct လုပ်တယ်ဆိုရင်အနေထားမျိုးဖြစ်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုကြည့်လဲဆိုတော့နားလည်သွားပြီပေါ့နော်ကျွန်တော်တို့ bias ရဲ့အဲ direction positive negative direction ကိုကျွန်တော်တို့ဒီကတိုင်းလာစစ်စစ်နေမှာဘယ်လိုကြည့်တယ်လဲသူ့ရဲ့ value တွေကိုကောအဲ့လိုမျိုးကျွန်တော်တို့အဲ direction ဘက်ကိုသွားနေလဲဆိုတဲ့ဟာကိုလည်းပဲ ်ကျမတို့ဒီလိုနေသားမျိုးနဲ့မော်နီတာလုပ်လို့ရပါတယ်။အဲ့ဒီမှာကြည့်ရရင်ကျမတို့က အဲ KCM မှာကျတော့ဒီအပေါ်ကကျ AGL graph မှာတော့သိပြဿနာမရှိဘူးပေါ့နိတစ်ဖက်တည်းကိုပဲတောက်လျှောက်ရင်းနေရ bias မျိုးတော့မတွေ့ရဘူးအောက်မှာကျတော့ကျွန်တော်တို့သူ့ရဲ့ value တည်တည်ပေါ့နော် ကြည့်လိုက်လို့ရှိရင်နဲတဲ့ value ဒီရတဲ့ရလက်ပေါ့နော် test result ရလက် များတဲ့ result ရလက်ဒီမှာဆိုလို့ရှိရင်နဲတဲ့အခါမှာကျတော့ကျွန်တော်တို့ဒီ -2 ပေါ့ကိုရောက်နေပြီပေါ့နော်ဒါနဲ့နဲပြဿနာရှိနေပြီအဲနောက်တစ်ခါကျတော့ဒီနောက်ထပ်နဲတဲ့ value တစ်ခုဖြစ်တဲ့ဒီ8 point အဲနောက်ထပ် value ဖြစ်တဲ့8.2မှာလည်းပဲအောက်ဘက်ကိုကျွန်တော်တို့က negative အဲဘက်ကိုရောက်နေပေါ့နော်မင်းမှာ ပြဿနာမရှိသေးဘူးဒီမှာစုနေတယ်။ဒါပေမဲ့ကျွန်တော်တို့ value များသွားတဲ့အချိန်ပေါ့နော်ဒီသူ့ရဲ့အဲနှစ်လိုက်ရဲ့ value တကယ်များသွားတဲ့15လောက်ရောက်ပါတဲ့အချိန်မှာဆိုရင်ကျွန်တော်အပေါ်ဘက်ကိုရောက်သွားတယ်။ဒါဆိုကျွန်တော်တို့က calibration နဲ့ပြန်ပြီးတော့စဉ်းစားဖို့လိုနေပေါ့နော်။အချိန်အားလည်းပဲကျွန်တော်တို့ကအဲဆိုကြပါဆိုကျွန်တော်တစ်နှစ်လောက်ဆိုကြပါဆိုဒါတိုက်တာစစ်စစ်တာရရလက်တွေအကုန်လုံးကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာဒီလောက်အချိန်အတွင်းမှာဒီလောက်တိဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါက calibration လုပ်ဖို့လိုလာပြီပေါ့နော်။အဲ့တော့ကျွန်တော်တို့အပေါ်ပိုင်း graph ကိုပဲကြည့်နေလို့မရဘဲနဲ့အောက်ကကျွန်တော်တို့သူတကယ်ရတဲ့ plot ပေါ့နော်။ဘာဘာရရှိတဲ့အနေထားအဲ့ဒါကိုလည်းကျွန်တော်တို့က ာဟိုချိန်ဖို့လိုရပေါ့နည်းတဲ့အချိန်မှာ okay လားများတဲ့အချိန်မှာ okay လားအဲအဲသူ့ရဲ့ဒီဟိုကတော့ bias ဖြစ်တဲ့ဘက်က shift ဖြစ်တဲ့နေရာနောက်ကကျ trend ဖြစ်တဲ့အနေထားပေါ့နော်အဲ့ဒါကိုဘယ်ဘက်ဒီသွားနေလဲဆိုတော့ကျွန်တော်တို့အဲ့လိုပုံစံမျိုးနဲ့ကြည့်ရတာဖြစ်ပါတယ် နောက်တစ်ခုကလည်းပဲဒီလိုအဲ့လိုပဲကျမတို့အဲရလာတဲ့ဒီ algorithm မှာတွေ့ရတဲ့အနေထားကတော့ဥခေတယ်ဆိုပေမဲ့လည်းပဲအောက်မှာကြည့်တယ်လို့ရှင်သူ့ရဲ့ဒီ actual data ဟောပေါ့နော် actual value ပေါ့ analysis တွေတိုင်းတာရယ်ဆိုတဲ့နေရာမှာဒီမှာ30 100 150 300အဲ့လိုပဲတစ်ပြေးပြေးနဲ့ကျမအသေးသေးအဲနေရာနေပဲအများရအောင်ကျမတိုင်းတာသွားရယ်ဆိုတဲ့နေရာမှာဘယ်လောက်ပဲဖြစ်ဖြစ်ကျမတို့က0ကနေပြီးတော့ခါကြတော့ဒီအောက်ဖက်ကြီးကိုကျမတို့ရောက်နေပြီပေါ့နော်တစ်ပြေးပြေးနဲ့ဒီ အဲဘာမှတော့တိတ်ပြီးပြဿနာမရှိသေးဘူးဆိုပေမဲ့လည်းပဲရောက်လာတဲ့အနေထားဒီလိုမျိုးကြီးဒါဒီတိုင်းဒါဆက်သွားမယ်ဆိုလို့ရှိရင်ဒီပြေးပြေးချင်းအောက်ဘက်ကြီးကိုရောက်လာရမယ်ဆိုရင်ဒါပြဿနာရှိလာမှာဒါကြောင့်ကျွန်တော်တို့ကဒီလိုအချိန်မျိုးမှာအဲ calibration လုပ်တဲ့ကိစ္စတွေကိုနည်းနည်းပြန်ပြီးတော့ check လုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒါကလောလောဆယ်မှာထားလိုက်ရသေးတယ်ဆိုပေမဲ့လည်းပဲကိုတွေ့တဲ့ pattern တွေကလုံးကိုကိုပြန်ပြီးတော့စိတ်ထဲမှာမှတ်ထားပြီးတော့ခါကြတော့အဲဘယ်လိုမျိုးပုံစံသွားနေတယ်လဲသူ့ရဲ့အဲ trend ကဘယ်ဘယ်ထိသွားဘယ်လို shift ဖြစ်သွားလဲဘယ်လို trend ဖြစ်သွားလဲဆိုတော့နားလည်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ quality အဲ quality control မှာဒီအမားရှာ ကိစ္စပေါ့နော် bias ကိုဘယ်လိုကြည့်မလဲဆိုတဲ့ကိစ္စကိုဒါလက်တွေ့ခံတွေ့ဖြစ်နေနေရမှာဆိုတာအထောက်အပြုမှဖြစ်တယ်။ဒါလောက်ဆိုရသေးတယ်ဆိုရင်ပဲပထမကနဦးနေနဲ့စမောတွေ့ရတဲ့ agline force party လို့ခေါ်မျိုးကတော့မဖြစ်မနေစမတော့ corrective action ယူရမှာဖြစ်ပါတယ်။မျိုးတို့သုံးတဲ့ဒီ equals ပေါ့နော်ဒီ quality control sample ကိုပြန်ပြီးတော့ခါကျသုံးပြတဲ့ကိစ္စပျော်စက်တဲ့ကိစ္စစသည်ပြီးဒီလိုဟာမျိုးတွေခါအစားပြန်ပြီးတော့လုပ်ရမှာဖြစ်တယ်ပေါ့နော်။ဒီလောက်ကတော့ရသေးတယ်ပေါ့နော်။ အဲ့တော့ကျမတို့ကဒါအရှိကပြောကပြကြခဲ့ပြီးသားအဲ systematic errors ဖြစ်ရတဲ့အကြောင်းအရာပိုင်းလေ trends တွေရှိရဲ shift တွေရှိရဲခုနကပြောခဲ့တယ်ကျမ graph တွေမှာလည်းပဲဒီသဘောတရားတွေတွေ့ခဲ့ကြရတယ်ပေါ့နော်အဲ့တော့အဲဖြစ်ရတဲ့အကြောင်းအရာဒါအရှိကလည်းပြောကခဲ့ပြီးသားအဲနောက်ဆုံးကျမတို့ calibration ယူရင်းတာဆိုတဲ့ကိစ္စမှာ calibrate ပြန်လုပ်ရမယ်ဆိုတဲ့အကြောင်းလည်းပဲရှိရဆမတို့ပြောခဲ့တယ်မှာဒါကဒီတေချာလေးဆိုတော့ focus လုပ်ပြီးတော့ပြောခဲ့တာလေးရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ action ယူရမယ်ဆိုလို့ရှိရင်တော့ causes ကြီးအကုန်လုံးပေါ့နော်ဖြစ်လာတဲ့ဒီအဲအလောကပေါ့ဒီ reason ထားသူရတာ temperature ပါ냐အကုန်လုံးပေါ့နော်အဲ့ဒီဟာတွေ correct အဖြစ်ရမယ်ဟာတွေအကုန်လုံးပြန်ပြီးတော့ cost ကိုဖယ်ရှားပြီးမှဖြစ်တယ်ဖြစ်စီရဲဆိုတော့အကြောင်းအရာတွေအကုန်လုံးအကုန်လုံးပြန်ပြင်ပေါ့နော်ဒါတော့ the calibration တွေနဲ့ပတ်သက်ပြီးတော့လည်းပဲ calibrate လုပ်ပြရမှာဖြစ်တယ်ဆိုတော့နားလည်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် bias ကိုဘယ်လိုတွက်မလဲအခုချိန်မှာနားလည်သွားကြပြီဒီမှာဆိုလို့ရှိရင် သူရဲ့ဒီအဲ true value နဲ့ mean နဲ့ကဘလောက်กว่าနေလဲ130 130ဆိုတာ9กว่าတချောင်းလို့ဆိုတော့ရေခဏန်းက9ဖြစ်တယ်7ဖြစ်တယ်အောက်ကိုသူကဒီ negative ဘက်ကိုရောက်နေတွေ့ကြအောင်သူရဲ့ bias က negative 7ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်လို့ရအောင်ပါဘောနော်ဒါဆိုကျွန်တော်တို့ juicy value နှစ်ခုကိုသုံးပြီးတော့ဟာကြတော့ရရှိရဲ့ဒီ cup ကိုအဲဆွဲထားရဲပေါ့နော် calibration မလုပ်ခင်မှာကျွန်တော်တို့ရရှိရဲ့ဒီ မင်းရဒီပြန်ပါဆိုလို့ရှိရင် calibration လုပ်ပြီးသွားတဲ့အချိန်မှာပြင်ပြီးသွားတဲ့အချိန်မှာပေါ့နော် bias ကိုပြင်ပြီးသွားတဲ့ဆိုတဲ့အချိန်မှာရရှိလာတဲ့ကဏ္ဍတလောက်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့တော့ graph နဲ့ခု quad chart ကိုကျွန်မတို့ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သူကဘယ်လောက်กว่าလဲဆိုတော့ bias က1ပေါ့နော်ဒီ130နဲ့ဒီ190နဲ့ကြားထဲမှာ quad chart ကအရန်ကိုဒါနယ်သွားတယ်ဆိုတော့ကျွန်မတို့တွေ့ရတယ်ပြောချင်တာကကျွန်မတို့ calibration ကြောင့်မို့လို့အဲ bias တွေကနယ်သွားပြီးတော့ခါကြတော့ကျွန်မတို့လက္ခဏာနဲ့ data တခုကိုရောက်ရှိသွားမိပေါ့နော်အဲ့တော့အဲ့တော့အဲ့တော့ဒီသဘောတရားကိုနားလည်ပြီဆိုလို့ရှိရင်ကျွန်တော် calibration မှာလို့ လုပ်ဖို့ရတယ်ဘာလို့အရေးကြီးရလဲဘာကြောင့်တခါတခါပြောနေရတာလဲဆိုတော့အလုံးနားလည်သွားမှဖြစ်ပါတယ်အဲ့တော့ကျမတို့ shoe value နဲ့ဒီ mean နဲ့ကွာခြားချက်ကိုဘယ်လိုမျိုးကြည့်လဲ အဲဘိုင်းရဲ့ဆိုတာကျမတို့အဲ့လိုမျိုးခဏအပြစ်တိကျထွက်လို့ရရဆိုတော့နားလည်သွားပြီပြီးတော့ဒါကိုကျမတို့ကဘယ်လိုမျိုးအေးမော်နီတာလုပ်မလဲပေါ့နော်ဘယ်လိုကြည့်မလဲဘယ်လိုမျိုးဒါကိုလက်တွေ့အပြစ်အသုံးချမလဲနောက်တစ်ခါကျတော့ကျမတို့သူ့ရဲ့ဒီ direction တွေအပြင်လည်းပဲ negative တွေ positive တွေပါ group ကျမတို့ကြည့်ရတယ်ဆိုတော့လည်းအခုချိန်မှာနားလည်သွားပြီဒါဆိုကျမတို့လက်တွေ့ဒီ quality control system တွေထဲမှာကြည့်တဲ့အခါမှာအများကြီးအသုံးချလို့ရသွားပြီတဲ့ဆိုတော့နားလည်ဖို့အတွက်ကျမမျှော်လင့်နေအဲ့တော့ဒီ lecture ကျမတို့ဒီမှာပဲရက်မယ်ပြောရလို့ဆိုလို့ရှင်တော့ဆက်လက်ပြီးတော့အဲ့ဒီ errors တွေကို အဲခုနကပြောဆိုမှာ today error စီအနေနဲ့ကျမတို့ခြုံငုံပြောခါကျတော့နားလည်အောင်သိရှိဖို့အတွက်ဆိုလို့ရှင်ဘယ်လိုမျိုးတွေ့ချက်မလဲဆက်လိုက်ပြီးတော့ခါကျတော့ today error တွေမှာမှာအဲ errors ကိုမှလက်ခံလို့ရတဲ့ error လက်ခံလို့မရတဲ့ error တွေရှိအောင်မယ်အဲ့ဒါလေးတွေပဲကျမတို့ဖွဲ့စားပြီးတော့ဘယ်လိုမျိုးနားလည်ရမလဲဆိုတော့လည်းပဲဆက်လိုက်ပို့ချပြပါအောင်မယ်ကျေးဇူးအများကြီးတင်ပါတယ်